ဖိုးဖက်များအားလုံးမင်္ဂလာပါ clock ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီတစ်ပတ် super sunday မှာတော့ပွဲကြီးပွဲကောင်းတစ်ပွဲရှိတယ်ဗျာဒီပွဲလေးကတော့ကျွန်တော်တို့ manchester city နဲ့အစ်စ်နစ်ကကျွန်တော်တို့ဘုံမောက်တင်တို့ထိတ်တိုက်တွေ့ဆုံနေတဲ့ပွဲအကြောင်းလေးကိုကျွန်တော်တို့ဒီနေ့ပွဲကြိုသုံးသပ်ချက်လေးလုပ်ပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ youtube channel လေးကို like subscribe လုပ်ကြတဲ့ရင် like subscribe လုပ်ပြီးတော့ညီကိုလေးနေနဲ့အကူအညီပေးသွားလို့ရပါတယ် โอเคအဲ့ကြလို့တင်ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဒီနေ့တည်းကထိုက်တိုက်တွေ့ဆုံမှုကတော့တော်တော်လေးကိုမှကျွန်တော်တို့ဒီတစ်ခါမှာတော့အဲနည်းနည်းလေးဆန်းဆန်းပြပြဖြစ်တယ်အထူးသဖြင့်ကျွန်တော်တို့ဘုံဘောက်ကဒီယာဒီမှာကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှင်သူ့အနေနဲ့ပြင်းပြလေး क्वे လိုပဲကံပြီးသွားတဲ့အချိန်မှာသူ့အနေနဲ့ရှုံးမွဲတဘွဲတာဂျုံတွေ့ထားပြီးတော့ကျန်တဲ့ဘွဲတွေကိုတောက်ရောက်အနိုင်ဘွဲတွေရောတည်ဘွဲတွေကိုဖော်ဆောင်ထားနိုင်တဲ့အတွက်ကြောင့်အဲဒီနေ့ပြင်းပြလေးဘွဲစဉ် ကျွန်တော်ကိုးပြီးသွားတဲ့အချိန်ထိကိုတော့မှဘုံပေါက်တင်နေတယ်ကျွန်တော်တို့အစ်စ်နေနေရမှာရက်တီနိုင်တာဆိုတော့တော်တော်လေးကမှကောင်းမွန်တဲ့ခြေသွမ်းပြမှုတွေလို့တော့ကျွန်တော်အမြင်နဲ့အထူးသဖြင့်သူရဲ့တိုက်ချက်သမားတွေဖြစ်တဲ့စီမင်ညိုတို့ပြီးလို့ရှိရင်တာဗာနီယာတို့ဒီကစားသမားတွေအစုဖွဲ့တွေကတော်တော်လေးကမှကောင်းမွန်တဲ့ ကျွန်တော်ပုံစံကောင်းတွေကိုပြသထားနိုင်တော့ပြင်းပြလေးအဆင့်နဲ့မှာတို့အနေနဲ့အဲထိုက်ထိုက်တန်တန်ရက်တည်နိုင်တဲ့အခြေအနေလို့တော့ကျွန်တော်တော့အမြင်နဲ့ကျွန်တော်ကမန်ချက်တာစီးအနေနဲ့ကျွန်တော်တို့ရှုံးပွဲတွေရောပြီးရင်တို့အနေနဲ့တည်ပွဲတွေကြုံတွေ့နေရတဲ့အတွက်ကြောင့်အဲတို့လည်းထင်သလောက်အဲဒီနှစ်ပြင်းပြလေးကတိတ်ပြီးတော့အလုံးမဖြစ်ဘူးလို့တော့ကျွန်တော်တော့အမြင်နဲ့ Okay အဲဆိုတော့ရင်ကျွန်တော်တို့ဒီနှစ်နဲ့ကျွန်တော်နောက်ဆုံးရှင်းမဲ့ထား၅ပွဲဒီနှစ်နဲ့နောက်ဆုံးရှင်းမဲ့ထားတဲ့၅ပွဲမှာဆိုရင်တော့မန်ချက်တာစီးတီးကတော့ကျွန်တော်တို့အဲလေးချိန်အထိကိုနိုင်ထားပြီးတော့တစ်ချိန်ပဲရှုံးနေထားတာကိုတွေ့ရမယ် ဒီတကြိမ်ရှုံးနေထားတာလည်းကျွန်တော်တို့အဲရှေ့ဘွဲတော့ကျွန်တော်တို့ SMBila ရဲ့အင်ကွင်းမှာတွားရင်ဆိုင်တဲ့ဘွဲမှာသူတို့အနေနဲ့1စီးဆိုပြီးတော့ရှုံးနေထားတာကိုကျွန်တော်တို့တွေ့ရမယ်ဗျာဒီတပွဲပဲသူတို့အနေနဲ့ရှုံးနေထားပြီးတော့ပြန်ပွဲဆိုနောက်ဆုံး၅ဘွဲမှာဆိုလို့ရှိရင်သူတို့အနေနဲ့၄ဘွဲတောင်မှနိုင်ရလက်ကိုပုံဖော်ထားနိုင်တဲ့အတွက်ကြောင့်ဒီတစ်ခါစုံတွဲမဲ့ကျွန်တော်တို့ Manchester City ရဲ့အင်ကွင်းအတီဟက်မှာစုံတွဲမဲ့ကျွန်တော်တို့ဘုံမောင်းတဲ့ပွဲစဉ်မှာတော့ Manchester City အနေနဲ့ပြန်လည်အနိုင်ယူနိုင်ဖို့လိုအပ်ပြီလို့တော့ကျွန်တော်မြင်တယ်ဒါမှလည်းကျွန်တော်တို့တစ်ဖက်ကလည်းတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းပြမှု အပြတ်တနိုင်တဲ့အသင်းတစ်သင်းဖြစ်တဲ့အတွက်ကြောင့်မန်ချက်စတာစီးတို့ကိုကျွန်တော်ဒုက္ခကောင်းကောင်းပေးနိုင်မယ်လို့တော့ကျွန်တော်မြင်တယ်ဘုံမောက်သိနေတယ် ်ဟိုဒီနေ့နေ့ကျွန်တော်တို့ဟတ်တူရဲ့ထိုက်တိုက်တွေ့ဆုံမှုဒီနေ့နေ့ဟတ်တူရဲ့ထိုက်တိုက်တွေ့ဆုံမှုမှာဆိုရင်တော့ကျွန်တော်တို့အဲဖက်ဘက်ကနေစပြီးတော့မန်ချက်စတာစီးတီးကကျွန်တော်တို့တာနေတာတွေ့ရမယ်သူတို့နေတေဘွဲဆိုတာမရှိတော့ရှားပြီးတော့အဲကျွန်တော်တို့မန်ချက်တာစီးတီးနေနဲ့16ဘွဲအထိနိုင်ထားပြီးတော့ကျွန်တော်တို့တစ်ပတ်ကဘုံမောက်တင်းနေနေတော့တစ်ချိန်ပဲကျွန်တော်တို့နိုင်ထားတာကိုတွေ့ရမယ်ဒီတစ်ချိန်နိုင်ထားတာလည်းကျွန်တော်တို့ဘုံမောက်ကသူတို့ရဲ့အင်ကွမ်2024တော့ကျွန်တော်တို့အဲ1စီဆိုပြီးတော့တစ်ချိန်နိုင်ထားတဲ့အဲတစ်ချိန်ပဲရှိပြီးတော့ကျန်တဲ့အဲစုံတွေးလိုက်အတိုင်းပြင်းပြလိုက်မှာစုံတွေးတဲ့ ပြီးရင်ကာတာဘောင်တို့ဘာတို့အဲတခြားကျွန်တော်တို့ပြည်တွင်းလိဂ်တွေမှာစုံတွေးလိုက်တိုင်းအများတန်းလို့လို့မန်ချက်စတာစီးတီးရအတားကြီးရထားတာကိုတွေ့ရတဲ့အတွက်ကြောင့်ဒီတစ်ခါမှာရောကျွန်တော်မန်ချက်စတာစီးတီးရဲ့အိမ်ငွေးမှာကျွန်တော်တို့ဘုံမော့တို့ပြန်လဲစုံတွေးတဲ့အချိန်မှာတော့ဘုံမော့ရဲ့အဲပုံစံကောင်းတွေပြတ်တာမှုကလည်းကျွန်တော်တို့မန်ချက်စတာစီးတီးရဲ့အိမ်ငွေးမှာအနိုင်သွားနိုင်မလားဆိုတော့တော်တော်လေးဥမာအဲစောင့်ကြည့်ခြင်းနဲ့ဟာပွဲတစ်ပွဲလို့တော့ကျွန်တော်မြင်တယ်တစ်ဖက်ကကျွန်တော်မန်ချက်စတာစီးတီးအနေနဲ့လည်းဒီနေ့ပွဲကိုဒါတကယ်လို့သူတို့အနေနဲ့အနိုင်ရလက်တာပြန်လဲပုံဖော်နိုင်မယ်ဆိုလို့ဆိုရင်တော့ အစစ်နဲ့နေရာကိုပြန်လဲတက်လန်းနာတက်လန်းလာနိုင်မယ်လို့တော့ကျွန်တော်မြင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့တရေရလက်တူဒါမှမဟုတ်ပဲရှုံးပွဲလို့ဒါတကယ်လို့ဒါကြုံတွေ့သွားခဲ့မယ်ဆိုလို့ဆိုရင်တော့အော်တော်တော်ဖက်ကကျွန်တော်တို့အဲဘုံမောင်တင်နေတယ်တော်တော်လေးဟိုမှာကျွန်တော်တို့အဲကောင်းမွန်တဲ့ခြေစွမ်းပြမှုတွေလို့တော့ကျွန်တော်တော့မြင်တယ်ငွေရဆိုလည်းနေကျွန်တော်တို့ဒီနေတဲ့ထိတဲ့တွေ့ဆုံမှုလေးပြောပြီးသွားရလို့ဆိုရင်ကျွန်တော်တို့ဒီတန်တဲ့ရကျွန်တော်ခမန်းလိုက်တဲ့လေးကိုတစ်ချက်တော့သွားလိုက်ကြအောင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့အဝေးကွင်းမှာလာရောက်ရှင်ပြိုင်မဲ့ တော့ဘုံမောက်အတင်းကိုအရင်ပြောရအောင်ဘုံမောက်တင်းနေရတော့တို့ကတော့ရှင်းပါတယ်တို့ရဲ့အဲဂျားရဲ့ထဲမှာလေတို့အနေနဲ့ကျွန်တော်တို့ဘာလီဖလားမမကန်တဲ့အတွက်ကြောင့်တော်တော်လေးမှာအားရထားတယ်ဒီဘက်ကကျွန်တော်တို့မန်ချက်စတာစီးတီးကလည်းကျွန်တော်တို့အဲဂျားရဲ့ထဲမှာကန်တဲ့ကျွန်တော်တို့ကာလမန်ကတ်မှာတော့နော်ကျွန်တော်ဆွမ်စီရဲ့အဝေးကွန်းမှာတော့ရှင်ပြန်တဲ့ပွဲမှာတော့တို့အနေနဲ့လူငယ်တွေအများပြားကိုထုတ်သုံးပြီးတော့တို့ရဲ့တိုက်စစ်ဘူဟာလန်လည်းကျွန်တော်တို့အဆုံပီလာနဲ့ပွဲမှာတော့ သူ့အနေနဲ့ဒဏ်ရာနည်းနဲ့ရသွားတဲ့အတွက်ကြောင့်ကျွန်တော်အပ်ပွဲမှာလည်းမတုံ့မနဲ့သူ့ကိုအနားပေးထားပြီးတော့ဒီနေ့ပွဲမှာတော့ကျွန်တော်တို့ပြန်လည်ပါဝင်လာနိုင်မယ်လို့တော့ကျွန်တော်တို့မျှော်လင့်ထားတယ်။ Okay အဲဆိုလို့ရှိရင်ကျွန်တော်တို့အဲဘုံမဘုံမရဲ့ခံမလိုက်တယ်ဘုံမမှာတော့တို့ရဲ့အဓိကဂုဏမကတော့ပထိုဘစ်ပဲကျွန်တော်အပါဝင်လာမယ်လို့မြင်ပြီးတော့ပြီးရင်နောက်တန်းလေးရောက် နောက်တန်းလေးရောက်မှာကျတော့တို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ကျွန်တော်တို့အဲ traffic တို့ရှိမယ်ပြီးလို့ရှိရင် cnc တို့ရှိမယ်ပြီးရင်တော့ကျွန်တော်အဲ drkt တို့ရှိမယ်ပြီးရင် jimmy net တို့အဲဒီ super တွေနဲ့ပဲကျွန်တော် manchester city ရဲ့ကျွန်တော်တို့ ဲတိုက်စစ်ကိုဟန်တားနိုင်မယ်လို့တော့မြင်ဒါပေမဲ့အဲတစ်ဖက်ကရှိတာကြမန်ချက်တာစီးတီးရဲ့တိုက်စစ်ကလည်းကျွန်တော်တို့ဟာလန်လို့အနေနဲ့ကျွန်တော်တို့ twin goal တွေကိုဒါအဲ home man 1တွေ့တဲ့အချိန်မှာဟာလန်လို့အနေနဲ့အခုတစ်ခါမှာတော့အဲစုံတွေးတဲ့အချိန်မှာတော့တေချာအောင်ကျွန်တော်တို့အနေနဲ့အဲတွင်းယူနိုင်မယ်ဖို့လိုအပ်တယ်လို့မြင်မြင်ရတယ်တစ်ဖက်ကကျွန်တော်တို့အဲတိုက်စစ်သမားတွေဖြစ်တဲ့ကျွန်တော်တို့စီမံညွန်တို့ပါလို့ဆိုရင်လည်းတော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေပြသထားနိုင်ပြီးတော့သူတို့အနေနဲ့အဲတွင်းကိုတွေဆိုလို့ရှိရင်သူတို့ တိုက်စစ်မှာဆိုလို့တော်တော်လေးမှခက်ဆက်ဆက်တွင်းလာနိုင်တဲ့အတွက်ကြောင့်မန်ချက်စတာစီးရီးရဲ့နောက်တန်းတွေလည်းဒီကစားသမားတွေကိုတော်တော်လေးမှသတိထားပြီးတော့စောင့်ကြည့်ရမယ်လို့ကျွန်တော်မြင်တယ်။ပြီးတော့ကျွန်တော်ဘုံမောက်ကွင်းလည်းဘုံမောက်ကွင်းလည်းမှာတော့ကျွန်တော်တို့သူတို့ရဲ့ဒီကသမားကစားသမားတွေဖြစ်တဲ့အဒရန်လို့ရှိမြပြီးလို့ဆိုရင်ကလိုင်းဘက်ပြီးလို့ဆိုရင်စကော့ဒီကစားသမား၃ယောက်နဲ့ပဲသူတို့အဲပွဲထလာမယ်လို့မြင်တယ်။ပြီးရင်သူတို့ရဲ့အဓိကတိုက်စစ်မှာကစားသမားတွေဖြစ်တဲ့ပြီးလို့ဆိုရင်စီမက်ညိုပြီးလို့ဆိုရင်ခရူဘီရှိမြဗျာ။နောက်တစ်ယောက်ကကျွန်တော်တို့အဲတာပနီယာတို့ပါတို့အဲဒီအစုဝက်နယ်ပဲမန်ချက်စတာစီးရီးကို အရှင်းပြမယ်လို့တော့ကျွန်တော်မြင်တယ်တစ်ခါကမန်ချက်တာစီးတီမန်ချက်တာစီးတီကတော့ကျွန်တော်တို့ဂျိုင်းထဲမှာလဲသူတို့အနေနဲ့အဲဆွမ်းစီကိုသွားပြီးတော့သွားပြီးတော့ရင်ဆိုင်တဲ့ပွဲမှာတော့သူတို့လူမင်းကစားသမားတွေနဲ့စီနီယာကစားသမားတွေအ ਨੇ ချင်းကိုသူတို့ထုတ်တုံပြီးတော့ပွဲထွက်လာတယ်ဗျာဒီတော့ကြောင့်လဲဒီနေ့ပွဲမှာတော့လူစုံထုတ်ပြီးတော့သူတို့ရဲ့အင်ဂွင်းလည်းဖြစ်တယ်လို့အင်ဂွင်းအားနဲ့ အမ်တစ်ဖက်ကကျွန်တော်ကောင်းလာပါတယ်ဆိုတော့ဘုံမောက်တင်းကိုဘလို့နိုင်ယူပြသွားမလဲဆိုတော့တော်တော်လေးကစောင့်ကြည့်နေတာကောင်းတယ်။ Okay ဆိုတော့ကျွန်တော်မန်ချက်စတာစီးတီးမန်ချက်စတာစီးတီးမှာတော့တို့ရဲ့အဓိကကစားသမားအထက်ကျွန်တော်တို့ဒိုနန်ရူးမပဲကျွန်တော်ပွဲထက်လာမယ်ပွဲထက်လာတော့တယ်ပြီးရင်တော့တို့ရဲ့နောက်တန်းနောက်တန်းလေးရောက်နေမှာကျတော့ကျွန်တော်တို့မတီးရနူးနတ်တို့ဘာလို့ရှိမယ်ပြီးလို့ဆိုရင်ရူဘင်ဒီရဲ့ပြီးလို့ဆိုရင်ကျွန်တော်တို့အဲကဘာဒီယိုတို့ဘာလို့ရှိပြီးတော့ကျွန်တော်တစ်ဖက်ကကျတော့ Orion လေးတို့ဘာလို့အဲဒီလိုမျိုးပဲပွဲထက်လာလို့ဆိုရင်တော့အဆင်ပြေမယ်လို့တော့ကျွန်တော်အမြင်နဲ့ပြီးလို့ဆိုရင်ကျွန်တော်တို့ တို့ရဲ့ကွင်းလက်ကစားသမားတွေဖြစ်တဲ့ကျွန်တော်တို့အဲဖိုရန်တို့ပါလို့ရှိမယ်ပြီးလို့ဆိုရင်ကျွန်တော်တို့ဘနာဒိုဆေးဘာတို့ပြီးရင်အဲဒိုဂူတို့ပါလို့လည်းပွဲထက်လာမယ်ပြီးလို့ဆိုရင်အဲဂွန်ဇာလက်တို့ပြီးလို့ဆိုရင်ရီဂျင်နာတို့အဲဒီစုဖွဲ့တွေနဲ့ကျွန်တော်တို့အဲပွဲထက်လာမယ်လို့တော့မြင်တယ်အဲဒီကစားသမားတွေကျွန်တော်အထူးသဖြင့်ကျွန်တော်တို့အဲဂျိုင်းထဲမှာရှိမယ်ကစားတဲ့တယ်ကျွန်တော်တို့ကာတာဝန်ကပ်မှာဆိုရင်လည်းကျွန်တော်တို့ဘနာဒိုဆေးဘာတို့ပြီးလို့ဆိုရင်ဖိုရန်တို့ကိုကျွန်တော်တို့အနားပေးထားတာတွေ့ရပြီးတော့တွေ့ရတယ်ဗျဒီအတွက်ကြောင့်လည်းဒီနေ့ပွဲမှာပြန်ပြီးတော့အဲသူတို့အနေနဲ့အဲ ပြန်လဲထုတ်သုံးလာပြီးတော့အကောင်းဆုံးလူစင်းနဲ့အဲတစ်ဖက်ကကျွန်တော်ဝင်းကိုလာရရှင်းမယ်ဘုံမောက်ကိုရှင်းမြန်သွားမယ်လို့မြင်တယ်ဒီနေ့ဘုံမှာတော့ကျွန်တော်တို့ဟာလန်လည်းကျွန်တော်တို့အရှိပွဲခုနကကျွန်တော်ပြောခဲ့လို့ပဲအဲအက်ဆွန်မီလာနဲ့ပွဲမှာသူ့အနေနဲ့ဒဏ်ရာနှင်းငယ်ရတဲ့ရသွားတယ်ဗျဒါပေမဲ့လည်းဒီနေ့ပွဲမှာတော့ပြန်လဲပါဝင်လာနိုင်မယ်လို့မြင်တယ်အဲ့တော့ကြောင့်ဟာလန်အနေနဲ့ကျွန်တော်တို့အဲသူ့အနေနဲ့ဝမ်မန်ဝမ်တွေးတဲ့အလုံးတွေကိုဟာလန်အနေနဲ့အဆုံးသက်တေချောင်းလုံနိုင်မယ်ဆိုလို့ရှိရင်တော့တွင်းကိုတွေကအဲတွင်းကိုတွေနဲ့ကျွန်တော်တို့ အနိုင်ရလက်တေကမန်ချက်စတာစီးတီးအတွက်ပဲလို့တော့ကျွန်တော်မြင်တယ်မန်ချက်စတာစီးတီးတို့အနေနဲ့လည်းဒီနေ့ပွဲမှာအနိုင်၃မှတ်ကိုအဲရဖို့ကျွန်တော်တို့လိုအပ်တယ်လို့မြင်တယ်ဘာအတွက်ကြောင့်လဲဆိုလို့တင်အပေါ်အတင်းနေနဲ့လည်းတော်တော်လေးဥမာကျွန်တော်တို့အစ်စင်တွေကအခုဒီတစ်ခေါက်ဒီနေ့ကျွန်တော်ပြီးမြန်လေး2025 2026ရာသီမှာဆိုလို့တင်ကြိုက်တာဗျာဘာ ဘာကြိုက်လဲဆိုမနစ်ကရသည်ဆိုလို့ရှိရင်ကျွန်တော်တို့အတင်းကြီး3-4တင်းလောက်ပဲအမှတ်တွေကွာချပြီးတော့ကျန်တဲ့အတင်းအတင်းတွေကြအောက်မှာတော်တော်လေးကျွန်တော်တို့5-6မှတ်လောက်ကွာနေတဲ့ပုံစံမျိုးတွေရှိရင်ဒါပေမဲ့ဒီနှစ်မှာတော့မတူဘဲနဲ့အဆင့်30ထိလောက်17ထိလောက်ကိုကျွန်တော်တို့အမှတ်တွေကအဆင့်နဲ့အဆင့်3အလူတွေနဲ့အမှတ်တွေကအဲ့လောက်ထိတိတ်ပြီးတော့မကွာတဲ့ပုံစံမျိုးတွေမှာရှိတယ်ဗျအများဆုံးကွာမှာကျွန်တော်4မှတ်လောက်5မှတ်လောက်အဲ့လောက်ထိပဲကျွန်တော်တို့ကွာနေတယ် အဲပုံစံမျိုးမနေမှာရှိတဲ့အတွက်ကြောင့်မန်ချက်တာစီးတီးအနေနဲ့နည်းနည်းလေးဒါမှားသွားလို့ဆိုရင်အဆင့်ကတော်တော်လေးမှပြန်ပြီးတော့အဲကျသွားမဲ့အခြေအနေမျိုးတွေရှိတယ်။ဘာလို့ကြောင့်လဲဆိုတော့ကျွန်တော်တို့အသွင်းကိုတွေနဲ့ပြန်ပြီးတော့ကျွန်တော်တို့အမှတ်တူရင်တော့မှအသွင်းကိုတွေနဲ့ပြန်ပြီးတော့တိုက်ပြီးတော့ဇရားတွေကိုပြန်ရက်တည်တဲ့အတွက်ကြောင့်မန်ချက်တာစီးတီးတို့အနေနဲ့ဒီနေ့ပွဲကိုတော့တို့ရဲ့အင်္ဂွင်းလဲဖြစ်တယ်လို့တစ်ဖက်ကကျွန်တော်တို့လာရောက်ရှင်ပြိုင်မဲ့ဘုံမောက်အသွင်းကိုလည်းတို့အနေနဲ့အများနဲ့လို့လို့အတာစီး ရပြီးတော့ကျွန်တော်တို့နိုင်ဝဲတွေဖော်ဆောင်နိုင်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာလည်းထပ်ပြီးတော့နိုင်ဝဲတွေရအောင်ဖုံဖော်နိုင်မယ်လို့တော့ကျွန်တော်မြင်တယ်။ဒါပေမဲ့တစ်ဖက်ကကျွန်တော်တို့အဲလာယရှင်မြိုင်နဲ့အသင်းကလည်းဘုံမောက်အသင်းဖြစ်နေတယ်။ဘုံမောက်ကလည်းဒီရာဒီမှာတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြတ်တထားနေတယ်။သူတို့လည်းရှုံးဝဲတွေဆိုလို့လီဗာပူးနဲ့သူတို့ရှုံးရှုံးတွေ့အဲတွေ့ဆုံနဲ့ကျွန်တော်ရှုံးဝဲတွေတောင်ရှိတယ်။ဒီပွဲတော့မှကျွန်တော်တို့3-4နဲ့သူတို့အနေနဲ့3-4လောက်ထိကိုပြန်လဲအဲတွင်းယူနိုင်တဲ့ကစားသမားတွေရှိတဲ့အတွက်ကြောင့်မန်ချက်တာစီးတီးအနေနဲ့ကျွန်တော်တို့တော့ပြီးတော့အဲကြောင်ကြောင်ကန်းကန်းလှုပ်လှုပ် မရဘူးလို့တော့မြင်တယ်ဘာလို့ကြောင့်လို့ဆိုရင်တစ်ခါကကျွန်တော်စီမီနီတို့ပြီးတော့ဂျင်ခရူဘီတို့ကလည်းတော်တော်လေးဥမှအဲကောင်းမွန်တဲ့ကျွန်တော်တို့အဲတွင်ကိုတွေကိုသူတို့အနေနဲ့တွင်းနိုင်တဲ့အတွက်ကြောင့်အထူးသဖြင့်ကျွန်တော်စီမီနီဆိုလို့ဆိုရင်ဒီဟာဒီမှာတော်တော်လေးဥမှတောက်ပလာတဲ့ကစားသမားတယောက်ဖြစ်တဲ့အတွက်ကြောင့်အဲတစ်ခါကကျွန်တော်တို့အဲမန်ချက်စတီးရဲ့နောက်တဲ့ကစားသမားဖြစ်တဲ့ရူဘီဒိယက်တို့ကဘာဒီယိုတို့အနေနဲ့အဲစီမီနီတို့တော်တော်လေးဥမှ အဲထိန်းချုပ်ရမယ်လို့တော့မြင်တယ်စီမင်းညိုရဲ့ကျွန်တော်တို့အဲကစ်တရားလဲကျွန်တော်တို့ပါဝါတွေတော်တော်လေးဥမာပြင်းတဲ့ပုံစံတွေရှိလို့သူ့အနေနဲ့မထင်မထင်သလိုကန်တတ်တဲ့ပုံစံတွေရနေပြီးတော့ Twin Go တွေ United နဲ့အတွက်ကြောင့် Manchester City တို့အနေနဲ့ဒေယောသတိခကြီးကြီးထားဖို့လိုအပ်တယ် Manchester City မှာတိုက်စစ်မှာတော့ကျွန်တော်အဲသူတို့အနေနဲ့တော်တော်လေးမှကောင်းမွန်တဲ့ကစားသမားတွေရှိတယ်ပြီးလို့ဆိုရင်ကျွန်တော် Dobudo ပါလို့ရှိမယ်ပြီးလို့ဆိုရင် Foden တို့ Bernardo Silva တို့ရဲ့ကျွန်တော်တို့အဲ ဘလုံးပေးပို့မှုတွေပြုလို့ဆိုရင်အတွင်းကိုတွေတွင်းယူနိုင်တဲ့ဆိုင်တွေပြုလို့ဆိုရင် regional တို့ရဲ့ကျွန်တော်တို့အတွင်းကိုတွေပါမြင်များထပ်ပြီးတော့မြင်တွေ့ရအောင်လားဆိုတော့ကျွန်တော်တို့ဒီညရှင်းပြရမယ်အဆုံဘီ sorry မထလာစီးစီးနဲ့ဘုံပေါင်းနဲ့ပွဲကိုဆက်မကြည့်ရှုအပေးနိုင်ပါတယ်ညအဆုံဘီလာပွဲရောနည်းနည်းစိတ်ဆွဲသွားလို့ညကိုတွေနည်းနည်းရောဒီညရှင်းပြရမယ်မထလာစီးစီးနဲ့ဘုံပေါင်းနဲ့ပွဲမှာဘလို့ရလက်တွေထွက်ပေါ်ပြီးတော့အများတန်းလို့လို့ကျွန်တော်တို့မထလာစီးစီးရဲ့အဲ တွေ့ဆုံတိုင်းမှာမျက်နှာလုံးလုံးရှုံးနေခဲ့တဲ့ဘုံမောက်ကဒီအချိန်မှာပြန်လည်ပြီးတော့ကျွန်တော်တို့အနိုင်ရလက်တွေပါတယ်ပြန်လည်ဖုံဆောင်နိုင်မလားဆိုတာတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်ညီကိုတွေတော့ဘလို့မြင်ကြလဲမြောက်ဆွေနေအချက်ပြီးတော့လုပ်ရပါတယ်နောက်ကြည့်ရှုပြီးတဲ့ညီကိုတယောက်ချင်းနေတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတာပါဗျာ